နှစ်စဉ်နှစ်တိုင်းရဲ့ဆယ်လပိုင်း33ရက်နေ့ဟာအနောက်နိုင်ငံကနေဖြစ်ပေါ်လာတဲ့ Halloween Day ဖြစ်ပါတယ်။ငကူကတော့တန်ရှင်းသူများကိုအောင်မြင်တဲ့နေ့ဆိုပေမဲ့ဒီကနေ့ခေတ်မှာတော့တေမင်းတမန်နေ့တို့မဟုတ်တရေတစီနေ့ဖြစ်နေပါပြီ။ဒါကြောင့်ဒီလိုစာတန်ဆိုးနှဆိုးဝိညာဉ်ဆိုးတရေတစီတွေနဲ့ပတ်သက်နေတဲ့နေ့ကိုယုံကြည်သူတွေအထူးတတိပြုဖို့လိုကြောင်း အနေငယ် ကျွန်တော်တတိပေးလိုပါတယ်ရှင်းပြလိုပါတယ်ပေါ့နော်ပထမဆုံးအနေနဲ့ Halloween ကိုဘယ်လိုဖြစ်လာလဲဆိုတာနည်းနည်းလေးပြောပြပါမယ်ကျွန်တော်လေ့လာထားသလောက်ပေါ့နော် Halloween ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုပြောရမယ်ဆိုရင်ခရစ်တော်မမွေးခင်နှစ်ပေါင်း300လောက်ကတည်းကအနောက်မြောက်ဥရောပနဲ့အင်္ဂလန်ဘက်ကကဲဆိုတဲ့လူမျိုးစုကနေစပြောရမှာဖြစ်ပါတယ်ဒီလူမျိုးစုဟာ ထူးခြားတဲ့ကိုးကွယ်မှုရှိတဲ့သူ လူတွေပါလို့ကျွန်တော်လေ့လာတွေ့ရှိရတယ်။ဘယ်လိုမျိုးထူးခြားတဲ့ကိုးကွယ်မှုရှိလဲဆိုတော့ဒီလူမျိုးစုတွေကအထူးတစ်ဖြစ်တေမင်းတမန်ဖြစ်တဲ့စာမန်ဆိုတဲ့ဒီတေမင်းတမန်ဖရားကိုကိုးကွယ်ကြတာဖြစ်ပါတယ်။ဒါကြောင့်တို့ဒီလူမျိုးစုတွေရဲ့ပြက်ကတိန်အရဆိုရင် နှစ်စဉ်နှစ်တိုင်းရဲ့ဆယ်လပိုင်း33ရက်နေ့ဟာဒီလူမျိုးတွေအတွက်နှစ်ဟောင်းကိုကြော်ပြီးမှနှစ်တက်ကိုဝင်တဲ့နေ့ဖြစ်ပါတယ်တဲ့။တစ်နှစ်တာလုံးမှာတည်ဆုံးခဲ့တဲ့သူတွေအစား တေမင်းတမန်ကိုပူဇော်ပါတာကြတယ်ပြီးလို့ရှိရင်အာခေါင်းဆောင်တွေကတေမင်းဖျားကိုပုံဆောင်တဲ့လူကောင်းပုံ ဖောက်ထားပြီးမှအแทးမှာမီးထွန်းထားတဲ့မုံလာဥနီတွေနော်ဖယုံဒီတွေအဲ့လိုမျိုးအယိုးစုကောင်းတရေတစေပုံဖောက်ထားတဲ့ဟာကိုယူလာပြီးတော့မှတအိမ်ထွက်ဆင်းအစားအတော့လိုက်တောင်းလေးရှိတယ်အလူခံလေးရှိတယ်တဲ့ငကူကရည်ရွယ်ချက်ကတော့သူတို့စားဖို့ပဲဒါပေမဲ့ကြာလာတဲ့အခါမှာ တေမင်းတမန်တေမင်းဖရာကိုပူဇော်ပါတာဖို့အထိဖြစ်လာခဲ့တယ်လို့ကျွန်တော်တို့တမိုင်းမှာလေ့လာတွေ့ရှိရပါတယ်အစားအသောက်လာတောင်းတဲ့အခါမှာတကယ်လို့အဲ့ဒီအိမ်ကအစားအသောက်မပေးဘူးပတ်စံမပေးဘူးဆိုရင်အဲ့ဒီအိမ်ကိုကျင်းစာတိုက်ပါတော့တယ်လာမင်းနှစ်တနှစ်လုံးမှဒီအိမ်မှာလူတေရမယ်လို့ဟောကိန်းထုတ်ပြီးမှကျင်ကြတယ်အဲ့ဒီလှုပ်ထုံလှုပ်နီးတွေဟာ၁၈ရာစုနဲ့၁၉ရာစုအတွင်းမှာအမေရိကန်နိုင်ငံဘက်အထိ ပြန်နှံ့လာခဲ့တယ်လို့ကျွန်တော်တို့လေ့လာတွေ့ရှိရတယ်။ဆိုတော့ဒီကနေ့အထိအနောက်တိုင်းနိုင်ငံပဲမဟုတ်တော့ဘူးဒီကနေ့ဆိုလို့ရှိရင်ကျွန်တော်တို့အာအာရှတဝိုက်မှာရှိတဲ့နိုင်ငံတွေလည်းအကုန်လုံးဒီ Halloween ပွဲဆိုတာပြန်နှံ့လာတာကျွန်တော်တို့တွေ့ရတယ်။အထူးသဖြင့်ကြောင်တက်နေတဲ့အစိုးရကြောင်တက်နေတဲ့သူတွေဆိုအစိုးရကြောင်မှဆိုကြီးကြီးမားမားလှုပ်တယ်ကလေးတွေကိုတရေတစေလိုမျိုးပုံစံဝတ်လာခိုင်းပြီးတော့မှသူတို့ပွဲလှုပ်ခိုင်းတဲ့စသဖြင့်ဒါကြောင့်ယုံကြည်သူယုံကြည်သူမိဘတွေတအားတတိထားတော့ ဒီကနေ့ကလေးတွေလည်းဒီတိုင်းပဲ Halloween နေ့မှာလေအာကလေးတွေကတအိမ်တက်စင်းချိုချင်လာတောင်းရာကနေအာမပေးဘူးဆိုလို့ရှိရင်ပတ်စံလာတောင်းရာကနေပတ်စံမပေးဘူးအစားအသောက်လာတောင်းရာကနေအစားအသောက်မပေးဘူးဆိုရင်ကလေးတွေလည်းချိန်စာတိုက်တက်နေပြီဒါဟာတေမင်းတမန်ကိုကိုးကွယ်ပြီးမှချိန်ဆိုတဲ့ဒလေးကနေဆင်းတက်လာတာဖြစ်ပါတယ်ယုံကြည်သူခရိယမိပါတွေအထူးတတိပြုပါကိုသားသမီးကိုအဲ့ဒီထဲမှာမပါသွားအောင် Halloween ဆိုတဲ့စကားလုံးကိုကျွန်တော်တို့နည်းနည်းလေ့လာရမယ်ဆိုရင် Halloween ဆိုတဲ့စကားလုံးက All Hallowmas ဆိုတဲ့တေပြီးတော့တန့်ရှင်းသူအားလုံးကို အောက်မိတ်တတိယချင်းဆိုတဲ့အသေးပဲကနေစဉ်တက်လာတာကျွန်တော်တို့လေ့လာတွေ့ရှိရတယ်။အဲ့ဒီနေ့ကိုအာ Roman Catholic Christian တချို့ကမစ္စာတရားပြုလုပ်လေးရှိတယ်။ဒါကကနဦးအင်မတန်ကောင်းမွန်တဲ့အလေထားပါတေပြီးတဲ့သူကိုအောက်မိတ်တာပေါ့နော်။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့လက်မခံတဲ့အရာတချို့လည်းရှိတာပေါ့။ကျွန်တော်တို့အာ Protestant Christian တွေက တေပြီးတဲ့သူကိုအောင်မေတဲ့ဝပြုစီဝေးလှုပ်လို့ရတယ်ဆိုပေမဲ့သူတို့အတွက်သွားပြီးမှတကူတကလိုက်စုတောင်းပေးတာတို့ငရဲကနေနော်ဒီပါလေငရဲငယ်ကနေအပေါ်ကောင်းကင်တက်ဖို့ရန်အတွက်စုတောင်းတာတို့ဘာလို့တော့ကျွန်တော်တို့ဒါတွေတော့လက်မခံဘူးပေါ့နော်ဒါကျွန်တော်တို့အပိုင်းပေါ့နော်ဒါကျွန်တော်တို့လက်မခံတာသူတို့အနေနဲ့တော့မန်တယ်လို့သူတို့ခံယူတာပေါ့လေဆိုတော့အာဒီမှာဖြည့်ရှင်းချင်တာကငကူတေမင်းနေကိုဘယ်လိုလုပ်ပြီးမှဟာလိုဝင်းဆိုတဲ့တန့်ရှင်းသူကိုအောင်မေတော်နေဘယ်လိုဖြစ်သွားတာလဲပေါ့နော် ပေချာလေ့လာကြည့်လိုက်တဲ့အခါမှာတစ်ချိန်လုံးကယောမဘယင်ကွန်စတန်တိုင်းကခရိယန်ဖြစ်ပြီးတဲ့နောက်တနိုင်ငံလုံးကခရိယန်နိုင်ငံအဖြစ်လိုက်ပါပြောင်းလဲလာတဲ့အခါမှာနောင်တမရဘဲနဲ့ကောင်းကျိုးတစ်ခုခုကြောင့်သာဘာသာထဲဝင်လာတဲ့သူတွေအများကြီးရှိလာတယ်တဲ့တကယ်ယုံကြည်တဲ့သူမဟုတ်ဘဲနဲ့အပေါ်ယံတာယုံကြည်တဲ့ဘာသာဝင်တွေဟာသူတို့ရဲ့လုံနေကြနှက်ဆူးနဲ့တေမင်းတမန်ကိုကိုးကွယ်တဲ့ဒလိကိုအတင်းတော်ထဲမှာ တည်လာကြပါတော့တယ်။ဒါကြောင့်အသင်းတော်တွေကခေါင်းဆောင်တချို့ကဒါကိုမလွန်ဆန်နိုင်တဲ့အတွက်ဒီ delay ကို ခရီးရန်နေ့အဖြစ်ခရီးရန်မှုပြုတ်ပေးခဲ့တာဖြစ်ပါတယ်။800ဆူလောက်မှာပေါ့နော်။ပုတ်ဝေဟမ်းမင်းကြီးကနေ17လပိုင်းတရက်နေ့ကိုတန့်ရှင်းသူများနေ့နော်။ All Saint Day ဆိုပြီးတော့မှအသင်းတော်ထဲကမာတူရအားလုံးတည်ပြီးသွားတဲ့သူတွေကိုနော်အောက်မေ့ဖို့ကြေညာခဲ့တာဖြစ်ပါတယ်။အသင်းတော်ထဲမှာအဲ့ဒီနေ့မရောက်ခင်တညကနေစတင်ဖို့ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာ all saint day ကနေ all hallow day တို့မဟုတ် all hallow evening စသဖြင့်ဒီညမှာလှုပ်ဖို့ရန်အတွက်ဖြစ်လာတယ်။လှုပ်ရင်လှုပ်ရင်နဲ့တည်ပြီးသွားတဲ့ဝိညာဉ်များနေဖြစ်လာပြီးမှနောက်ဆုံးတော့တည်ပြီးတဲ့တရေတစီများနေအဖြစ်အသွင်ပြောင်းလာတယ်။ဒီကနေ့မှာဆိုလို့ရှိရင်တော့တည်ပြီးသွားတဲ့ဝိညာဉ်တွေနော်တရေတစီတွေကျွန်တော်တို့ကလေးသူငယ်တွေလူကြီးတွေနော်အဲ့ဒီ Halloween day မှာတရေတစီအမျိုးမျိုးအဖုံဖုံပြင်ပြီးတော့မှအပြင်ထွက်ကြတယ်။ အမှန်ပြောရရင်နှက်ကိုွယ်မှုတွေကိုခရီးယံမှုပြတာကောင်းကောင်းပါတယ်ကောင်းပါတယ်ဒါပေမဲ့ Halloween ရဲ့ကြောက်စရာအယူတွေမပြောင်းလဲနိုင်တဲ့အပြင်ဒီကနေ့အထိပို့ပြီးပို့ပြီးမှဆိုးွားလာတာတွေ့နေရတာဒါအင်မတန်ဝမ်းနည်းစရာပါပဲခရီးယံတယောက်အနေနဲ့တည်ပြီးသွားတဲ့အလူတွေကိုအောင်မေးလို့ရတယ်ဝုတ်ပြူစီဝေးလို့လို့ရတယ်ဆိုပေမဲ့တမာချင်းစာနဲ့မကိုက်ညီတဲ့လုပ်ရက်တွေစုပုံလာတဲ့ဒီလို Halloween အယူအဆတွေကိုတော့အထူးပဲသတိထားရှောင်ရှားရမှာဖြစ်ပါတယ် အခုခေတ်ချိန်မှာတန့်ရှင်းတဲ့သူကိုအောင်းမေးဖို့နေနေတတတရေတစီကိုအောင်းမေးနေကြပြီနော်။ဒါကြောင့်ယုံကြည်သူတွေအထူးတတိထားရမှာဖြစ်ပါတယ်။ဖျားသားသမီးတွေဟာစာတန်နဲ့မဆိုင်ဘူး။ဒီလိုပွဲတွေကိုရှောင်ရှားတင်ပါတယ်ညီကိုမောင်မတို့။ပညာရေးကျောင်းတဲ့ပါတီပွဲတွေမှာဒီလိုမျိုးပွဲကိုပြုလုပ်တဲ့အခါမှာမိမိသားသမီးတွေကိုကျွန်တော်တို့မိဘလုပ်တဲ့သူအုပ်ထိုင်တဲ့သူတွေနော်။သက်ဆိုင်ရာကျောင်းအုပ်ကိုမိမိယုံကြည်ချက်ကြောင့်မပါဝင်ဖို့ရန်အတွက်ရှင်းပြခွင့်တောင်းရပါမယ်။ မိပါကနေကလေးတွေကိုလည်းတေချာရှင်းပြရမယ်ဒါဟာ Halloween day ဖြစ်တဲ့မကောင်းဆိုးဝါးတွေရဲ့ပုံရိပ်ကိုမဆောင်ဖို့ရန်အတွက်တမာကျင်းစာတွေကတုံတင်ထားကြောင်းတေးတေးချာချာရှင်းပြရမယ်ကျင်းစာထဲမှာဘယ်လိုပြောထားလဲကျွန်တော်အချက်နှစ်ချက်ပဲဖော်ပြမယ်ဝုပြူရာကျန်းခန်းကြီး19အငယ်37မှာကိုကိုကိုညှိညူးစီချင်းကနတ်ဝင်သူကိုမမီဝဲရဆုံးလုတ်သူကိုမရှာဖို့ရငါဒီတင်းဤဖရာသခင်ထော်ရဖျားဖြစ်၏တဲ့ဒါတမာဟုံးကျန်းကတိတိကျကျစန့်ကျင်ထားတာနော် ဒုတိယကျမ်းချက်ကကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး6ငယ်16ကနေ19မှာဖယားသခင်ဗိမာန်တော်ဒီယုတ်တူတို့နဲ့အဘယ်တို့ဆက်ဆံသနည်းဖယားသခင်မိန်တော်မူဒီကသူတို့တွင်ငါကျင်းဝတ်မည်သူတို့တွင်လဲ့လေ၍သူတို့၏ဖယားသခင်ဖြစ်မည်သူတို့ဒီလဲငါ၏လူဖြစ်ကြလိမ့်မည်ဟု မိန်တော်မူဒီနှင့်အညီတင်တို့ဒီအသက်ရှင်တော်မူသောဖယားသခင်ဗိမာန်တော်ဖြစ်ကြ၏ထိုကြောင့်ထောရဖျားမိန်တော်မူပြန်ဒီကတင်တို့ဒီထိုသူတို့အထဲမှထွက်၍အတီးအချားနေကြလော့ မစင်ကြတော့အရာကိုလက်နှင့်မြမတူကြနဲ့ထိုတို့ပြုလင်တင်တို့ကိုငါဒီလက်ခံပြီယုတ်တုစင်တုစာတန်ဆိုးနဲ့ဆိုးဝိညာဉ်ဆိုးနဲ့ဆက်ဆိုင်တဲ့အရာတွေကိုလက်နဲ့တောင်မတူနဲ့တဲ့ဒါကြောင့်ဏိကုံချုပ်အနေနဲ့ပြောချင်တာကတည်ပြီးသွားတဲ့သူကိုအောင်မေလို့ရတယ်ဝုတ်ပြုစီဝေးလို့လို့ရတယ်ဆိုပေမဲ့ Halloween ဆိုတဲ့စာတန်ဆိုးနဲ့ဆိုးဝိညာဉ်ဆိုးတရေတစေနဲ့ပတ်သက်နေတဲ့ဏိကိုတော့ယုံကြည်သူတွေအထူးပဲရှောင်ရှားဖို့လိုကြောင်းတတိပေးလိုက်ရပါတယ် အခုဒီတရားဟောချက်ကိုသင်ကိုယ်တိုင်နားထောင်ပြီးမှသင်ကိုယ်တိုင်တတိယူယူရမှာဖြစ်တယ်လို့မတိသေးတဲ့သူကိုလည်းဒီတရားဟောချက်ပို့ပေးပါဒါမှဒါလည်းယုံကြည်သူတိုင်းကတတိပြုမိနိုင်မှာဖြစ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဇုရောချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲယုံကြည်သူတွေနဲ့ဟာလိုဝင်းဘယ်လိုပတ်သက်နေရလဲဘယ်လိုရှောင်ရှားရမလဲဘယ်လိုတတိထားရမလဲဆိုတာကျွန်တော်တို့တန်ရှင်းတော်ဝိညာဉ်တော်ရဲ့ဖွင့်ပြမှုအားဖြင့်နားလေခံယူတိဆောက်ခွင့်ရတယ် ယုံကြည်သူတွေဟာစာတန်ဆိုးနဲ့ဆိုးဝိညာဉ်ဆိုးယုတ်တုစင်တုနဲ့မဆက်ဆိုင်ကြောင်းကျွန်တော်တို့ဒီတတိထားရှောင်ရှားရမှာဖြစ်ကြောင်းနားလေသဘောပေါက်ခွင့်ရတယ်ဂျေဇုတင်တယ်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာလက်တွေ့အတ္တတာထဲမှာဒီအရာတွေကိုလက်နဲ့တောင်မတို့မိဖို့ရင်ကိုတော့ဆက်လက်မဆပါမိကြောင်းဂျေဇုတော့ချီးမွမ်းနဲ့ဆုတောင်းတဲ့ခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမှာအားဖြင့်ဆုတောင်းပါသည်ဖဖေဟာအာမင်တယောက်ချင်းစီတန်းကိုဖျားရှင်တာပြီးကောင်းချီးပေးပါစေတော့